ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရန်ကုန် Mobile Store ကြောက်တာပင်းဆိုင်မှာ Xiaomi Redmi China version အလုံးတွေကို Global version ချိန်ပြီးနေပြီဆိုတာကိုပြောပြပေးတာပဲဖြစ်ပါတယ်။အရင်တည်းကပဲချိန်ပြီးတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာ up to date ဖုန်း model လေးတွေကိုပြောပြပေးပါမယ်။ဘယ် phone series ရဲ့ချိန်ပြီးလဲဆိုတော့ကျွန်တော်ဟိုးရင်က track ခဲ့တဲ့ Redmi Note 7 series ကနေစပြီးတော့ Redmi Note 30 series ချိန်ပြီးတယ်ပေါ့နော်။ချိန်ပြီးတဲ့ model အသေးစိတ်ကိုကျွန်တော်အခုပြောပြပေးမယ်။ Redmi Note 7 series မှာဆိုရင်တော့ Redmi Note 7တစ်မျိုးတည်းပဲချိန်ပြီးတယ် Redmi Note 8 series မှာတော့ Redmi Note 8နဲ့ Note 8 Pro ချိန်ပြီးတယ်။ Redmi Note 9နဲ့ Note 10တော့ကျွန်တော်တို့အချင်းပေးသေးဘူးပေါ့နော် Redmi Note 11မှာတော့ Redmi Note 11 5G ကနေစပြီးတော့ Redmi Note 11 Pro Plus ထိချင်းပေးတယ် Redmi Note 11 Pro တို့ Note 11E တို့ Note 11R တို့ဒီလိုမျိုးကိုလည်းချင်းပေးတယ် Redmi Note 12မှာဆိုရင်တော့ Redmi Note 12 Pro Nest Pro Plus ကိုချင်းပေးတယ်နောက်ဆုံးအနေနဲ့ Redmi Note 13 series မှာတော့ Redmi Note 13 5G နဲ့ Redmi Note 13 Pro Plus ကိုချင်းပေးတယ်ပေါ့နော် ရမ်မီနုတ်တက်ဒီ Pro Plus မှာတစ်ခုရှိတာကမိတ်ဆွေရမိတ်ဆွေရဖုန်းကို HyperOS 2.0တင်ပြသွားဆိုရင်တော့ကျွန်တော်မချိမ့်ပေးပါဘူး။ဒါကတော့ကျွန်တော်ရန်ကုန် Mobile Store ကြောက်တာပင်းဆိုင်မှာ Global Version ချိမ့်ပြီးနေတဲ့ list လေးပဲဖြစ်ပါတယ်။မိတ်ဆွေရဖုန်းကဒီ list ထဲမှာမပါဘူးဆိုရင်လည်းကျွန်တော်တို့ရှိရဖုန်းဆက်ပြီးတော့ Global Version ချိမ့်လို့ရမရမေးကြည့်လို့ရတယ်ပေါ့နော်။ Brandy နေနဲ့တော့တက်လာပေးထားတယ်။ဒီတလာအတွင်းမှာ Global Version ချိမ့်လို့ဖြစ်တဲ့ software error ဆိုရင်တော့ကျွန်တော်ရှိကိုပြန်လာပြလို့ရတယ်ပေါ့နော်။ Global Version ချိမ့်မဲ့ဆိုရင်ဘာတွေကောင်းကျိုးရမလဲဆိုတော့ပထမဆုံးအသိသာဆုံးချက်ကတော့ notification နောက်ကြတော့ပါဘူးနောက်တစ်ချက်ကတော့မိတ်ဆွေဖုန်းမှာကတရုပ်စာတွေတရုပ် software တွေမပါမှာဖြစ်တဲ့တဲ့ကြောင့်ကျွန်တော်ဖုန်းလေးက clean looking နဲ့ကြည့်လို့ကောင်းနေမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်အောက်ခတ်ပါ